မင်္ဂလာပါကချင်းဝေးသတင်းဌာနကအပတ်စဉ်သတင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်သတင်းအစီအစဉ်တင်ဆက်သူဒီလိုင်းဖြစ်ပါတယ် online ငွေလိမ်လုံငန်းကြားဖြတ်နဲ့ပတ်သက်ပြီးအမေရိကန်ရဲ့အာယုံဆိုင်လာမှုဟာ online လောကစားတိုက်ဖြတ်ရေးဆိုတာထက်နက်နဲတဲ့ hidden agenda လျှို့ဝှက်ရည်ရဲ့ချက်ရှိနေနိုင်တယ်လို့ သုံးသပ်မိကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားထားတာကိုဒီနေ့မနက်ထုတ်လွှင့်လာပါတယ်။အရှိတောင်အာရှအခြေစိုက်ငွေလိမ်ဂိုင်းတွေကအမေရိကန်နိုင်ငံသားထောင်နဲ့ချီစီကနှစ်စဉ်ဒေါ်လာတန်ပေါင်းထောင်နဲ့ချီလိမ်လည်နေတာကိုကာဝယ်ဖို့အတွက်အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တိုက်ဖြတ်ရေးအထူးဖွဲ့ကိုအမေရိကန်ကဖွဲ့စည်းကြောင်းကြေညာချက်ပေါ်ကိုကားပြီးဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲရနေပြီးကျွန်တော်တို့အာထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါဒီကိုသုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်ကစားမှုဆိုတာထက်အွန်လိုင်းလောင်ကစားမှုတိုက်ခိုက်ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ် ၎င်းကထုတ်ပြန်ချက်မှာပါတဲ့တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းတွေဟာ cryptocurrency ယင်းနှိမ့်မြုံနှံမှုယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအတုံးပြုပြီးနိုင်စင်အမေရိကန်တွေရဲ့စုဆောင်းငွေတွေနဲ့မျိုးဆက်အလိုက်ပိုင်ဆိုင်မှုကြွယ်ဝမှုတွေကိုခိုးယူလျက်ရှိတယ်ဆိုတာကိုလည်းစွပ်စွဲချက်တစ်ခုဖြစ်တယ်လို့ရုပ်တံမှာပြောကြားထားတာကိုတွေ့ရပါတယ်။ Strive for Burma အဖွဲ့ကမြန်မာနိုင်ငံအတွင်းကလိမ်လည်မှုစင်တာနှစ်ခုမှာစစ်စင်ရေးပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းရေးသားထားတဲ့အပေါ်မှာလည်း စစ်ကော်မရှင်ရဲ့ပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကညင်းဆိုပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တီမြန်မာနိုင်ငံရှိလေလံမှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့ပြီးဆိုပြီးလဲပါတာတွေ့ရပါတယ်သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူးမြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးဒါပြင်မနေ့ကနိုဝင်ဘာလ18ရက်နေ့မှာမြောက်ရီမြို့ရဲ့မြောက်ဖက်ရွှေကုတ်ကိုဒေတာကိုဌာနဆိုင်ရာနဲ့ ၎င်းတို့လက်အောက်ခံတပ်ဖွဲ့ဝင်တွေကဝင်ရောက်ရှင်းလင်းခဲ့ရာနိုင်ငံခြားသား346ဦးအွန်လိုင်းလောင်းကစားမှာအတုံးပြုနေတဲ့ဖုန်းအလုံးရေတသောင်းနီးပါးကိုတင်စီရောင်းမိခဲ့ကြောင်းအွန်လိုင်းလိမ်လည်မှုတိုက်ဖြတ်ရေးကိုအမျိုးသားရေးတာဝန်ဖြစ်တက်မှတ်ပြီးပြပြတာတာတိုက်ဖြတ်ဖို့စစ်ကော်မရှင်ဥက္ကဋ္ဌကမာထားပြီးဖြစ်ကြောင်းပြောကြားခဲ့ပါသေးတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းတိုက်ခိုက်ခံရပြီးစစ်ကော်မရှင်ရဲတပ်သား၄ဦးတိဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့တာဝန်ရှိသူတွေကပြောပါရယ်။နိုဝင်ဘာ18ရက်နေ့ကမနက်9နာရီမှာမုံရွာမြို့နယ်တမိုင်အကွာမှာရှိပြီးစစ်ကောမရှင်ရဲအင်အား30လောက်ထိုင်နေတဲ့တာစီရွာရဲစခန်းကိုဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Rocket Fighter အဖွဲ့တာဝန်ရှိသူကပြောပါရယ်။တိုက်ပွဲဟာနိုင်ရီဝက်လောက်ဖြစ်ပွားခဲ့ပြီးစစ်ကောမရှင်ရဲတပ်သား၄ဦးတိုက်ဆုံခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ Rocket Fighter အဖွဲ့တာဝန်ရှိသူကပဲဆက်ပြောပါရယ်။ အနီးကပ်ပစ်တာသူတို့ကိုမြင်မှစပစ်တာပါမျက်မြင်၄ယောက်တေးပါတယ်ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာလည်းရဲတွေဘက်ကအထိနာခဲ့တဲ့အတွက်မုံရထောင်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့၎င်းကပြောကြားပါတယ်ရင်းစစ်စင်ရေးကိုတော့ Rocket Fighter တပ်ဖွဲ့ချင်းနှင်းຫນွေဦးတော်လိုင်းရေးအင်အားစုညောင်ဦးခိုင်တပ်ရင်းတုံးဗိုလ်ကြားကြီးအဖွဲ့ဒီပဲရင်ဘုဒ္ဓလင်တပ်ပေါင်းစု မြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့နံပြေကန်တပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။ပြည်ပဗီဒီယိုအားလုံးစိတ်ချမ်းသာကိုကျမ်းပါပြီးဘေးရန်ရဲ့ကင်းရှင်းကြပါစေလို့ဆုတောင်းမေတ္တာပို့တာလိုက်ပါရစေ။